အေရီတိုင်းမြောင်းမြမြို့နယ်ကြာခွင်ကျေးရွာအုပ်စုမှာမေလ၄ရက်နေ့ညပိုင်းကကျေးရွာအုပ်ချုပ်ရေးမှူးနေကိုတနက်နဲ့လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အုပ်ချုပ်ရေးမှူးရွှေတောင်းရဲ့နေအိမ်ကိုအမျိုးသားတူရောက်ရှိလာပြီးတနက်နဲ့ပစ်ခတ်ရာအုပ်ချုပ်ရေးမှူးမှအိမ်နောက်ဖေးကထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံတွေကပြောပါဗျ။အုပ်ကြီးမိမတော့လက်ကိုထိသွားတယ်။အိမ်ကကလေးတွေကိုတော့ဘာမှမလုပ်သွားဘူး။ စစ်တပ်နဲ့ရဲကမိုးလင်းမှရောက်လာတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ်လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေကဒေသခံချို့ကိုခေါ်ယူစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါရယ်ပြီးခဲ့တဲ့ April အတွင်းကလည်း ARD တိုင်းကျုံမြော်မြို့နယ်ညောင်မင်းကွင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလားကြိုင်တနက်နဲ့ပြစ်ခတ်ခံရကတေဆုံးခဲ့ပြီးဟင်းရာမြို့နယ်တန်နွန်တနော့ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဖြူလည်းဓာတ်ခုတ်ခံရပြီးတေဆုံးခဲ့ပါရယ်